ောင်စီအဖွဲ့ကပါတီဆောင်ဒီမိုကရေစီထွေထွေရေကောက်ပွားခြင်းပါပို့ထပ်ပေါ်လာတဲ့အစိုးရကိုနိုင်ငံတော်တာဝန်လွှတ်အပ်ပေးမယ်လို့မက်စကိုရဲ့92နှစ်မြောက်မွန်ပြည်နယ်နေအတွက်ပေးပို့တဲ့တဝန်လွှဲမှာစစ်ကောင်ဆောင်ပို့ချမှုကြီးမင်းအွန်လိုင်းကပြောကြားထားပါတယ်စစ်ကောင်စီအဖွဲ့တို့အနေနဲ့ပြည်သူလူထုတွေရဲ့စန္ဒတွေဟာစစ်မှန်ပြီးစီကံပြီးဝတဲ့ပါတီဆောင်ဒီမိုကရေစီစနစ်ဖြစ်ပေါ်ရေးအတွက်နီလန်ကြမှန်ကန်မှုရှိတဲ့အထွေထွေရေကောက်ပွား ပြလချင်းပနိုင်ရဲ့အထီးတန်ချမဆောင်ရလျက်ရှိတယ်လို့ဆိုပါတယ်။ထိုရဲ့ကောက်ပွားကထပ်ပေါ်လာတဲ့အစိုးရကိုနိုင်ငံတော်တာဝန်လွှတ်အပ်ပေးမှဖြစ်တာကြောင့်ရဲ့ကောက်ပွားချင်းပနိုင်ရဲ့အတွက်မွန်တိုင်းတာအပါဝင်ပြည်သူအားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရပေးဖို့လဲစစ်ကောင်ဆောင်ကသူရဲ့တဝန်လွှဲမှာတိုက်တွန်းထားတာတွေ့ရပါတယ်။အခုနှစ်ဒီဇင်ဘာလမဟုတ်ရင်2026ခုနှစ်ဇန်နဝါရီလအတွင်းရဲ့ကောက်ပွားချင်းပတော့ပစီစင်ထားတယ်လို့ စစ်ကောင်စီအကထပူဇော်မှုကြီးမဲအွန်လိုင်းကမက်လာခုနှစ်ရက်နေ့ပလရူခီစီအတွင်ပြောကြားခဲ့ပါတယ်စစ်ကောင်စီအဖွဲ့ကပြလောက်တဲ့ရေကောက်ပေါ်အကိုအယောင်ကြီးမရှိတဲ့အပြင်အာနာတိန်လေးနှစ်ကာလအတွင်ခုနှစ်ကြီးသည့်အရေးပေါ်ကာလတတန်တိုးနေတဲ့စစ်ကောင်စီရဲ့စကားကိုအယောင်ကြီးမရှိဘူးလို့မွန်လူငယ်တူကဆိုပါတယ်တာကတော့ယုံစရာကြောင်းမရှိဘူးပေါ့ဗျာဒီလောက်အာနာမက်တဲ့ဖွဲ့ကနေရေကောက်ပေါ်ကိုပါဝင်ဖို့မရှိသလို့ ူတို့စီကလာတဲ့စကားတွေဆိုရင်လည်းပြည်သူတွေကိုနှိမ်ညာဖို့နှိပ်စက်ဖို့နဲ့တရင်သားရဲ့လူမျိုးအရေးတွေကိုနှိပ်ချဖို့တွေကြီးပဲလေဒါအပြင်စကောချင်းမြောက်မွန်ပြည်နယ်နေ့ကစစ်ကောင်ဆောင်ရဲ့တဝန်လွယ်မှာဖြစ်ပေါ်နေတဲ့လက်နက်ကင်တိုက်ပွဲတွေအတွင်းပါဝင်လက်ဆောင်နေတဲ့တရင်သားလက်နက်ကင်တွေနဲ့တပ်ဆိုင်ရာဖွဲ့စည်းတွေနိုင်ငံတော်အန်တရာကျရောက်မဲ့လောက်ရက်တွေကိုရည်တမ်းချဖို့လဲဖော်ပြထားပါသေးတယ်။ငါ၁၇နှစ်ကျင်းမြောက်မွန်ပြည်နယ်နေ့ကို အထင်မှတ်ပြခန်းတွေဒေတာထွက်ထက်ကောင်တွေရွေရစားစာရောင်းဆိုင်တွေနဲ့ဖွေပွားခန်းနာကိုမယ်လာ၁၈ရက်နေ့ညနေပိုင်းကမော်လမြိုင်မြို့တမိန်ပရန်ပတ်ဆောင်တောင်ကွင်းမှာကျင်းပပြုလုပ်ခဲ့တဲ့လို့သိရပါတယ်။ထို့ဖွေပွားခန်းနာမှာစစ်ကောင်စီအထောက်ရဲ့အဖွဲ့တွေဖြစ်တဲ့ပေါ်ကြောက်ကြီးအောင်လင်းတွေနဲ့အဖွဲ့စစ်ကောင်စီပြည်တော်စုဝန်ကြီးနဲ့ဒုဝန်ကြီးတွေအပြင်ပြည်နယ်ဝန်ကြီးအဖွဲ့တွေပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ဒါကြောင့်ဒီနေ့မော်လမ်ပိုင်းမှာစပြီး မော်လမြိုင်လေးစိတ်နဲ့အနီးဝန်းကျင်တွေကိုအသွားလာကက်တက်ထားတဲ့အပြင်မြို့ပေါ်လမ်းဆောင်နေရာနဲ့အခမ်းအနားကျင်းပတဲ့နေရာနီးတဝိုက်တွေမှာလည်းလွန်ချောက်ရည်တင်ကျပ်ထားပြီးမြို့ခံတွေအသွားလာခက်ခဲရှိနေခဲ့ပါတယ်။ထုံမွန်ပြည်နယ်နေအခမ်းအနားကိုစစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းနဲ့အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေသာတက်ရောက်တာရှိပြီးမော်လူမျိုးများစုစိတ်ဝင်စားမှုမရှိခဲ့ပါဘူးရှင်။